အလုံးမင်္ဂလာပါ view season ထနာနဲ့ကြိုဆိုပါရစေကျွန်မကတော့ snow ပါဒီကနေ့မေလ6ရက်နောက်ဆုံးရရှိကြတဲ့သတင်းလေးကိုတင်ဆက်ပေးသွားမှာပါယနေ့ညနာဆင်ရမယ့်သတင်းလေးကတော့အိန္ဒိယမြန်မာနယ်စပ်တမူခိုင်တဲမှာဆီအာနာသိမ်းမှုလေးနှစ်တာကာလမှာအကြသားသက်ဖြတ်ခံရမှု149ရှိခဲ့တယ်လို့ Cookie Women Human Rights Organization အဖွဲ့ကပြောပါရစေ New Delhi မြို့မှာခြေဆိုင်တဲ့ချင်းချောင်းသားသမဂ္ဂ CSU က New Delhi မြို့ကဆင်းမြင်းတက္ကသိုလ်ဆယ်ခုနဲ့ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ကိုအောင်မြင်စွာလက်မှတ်ရေးထိုးလိုက်ပါတယ်။အချမ်းဖက်စစ်ကောင်စီကငလင်ဘေးတန်တင်ပြန်လည်ထူထောင်ရေးအတွက်ဆိုပြီးအပြစ်ရက်ကာလကိုမေလ6ရက်ကနေ31ရက်အထိတလတက်တန်းတိုးလိုက်တဲ့သတင်းနဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးဖို့ရှိပါတယ်။ အိန္ဒိယမြန်မာနယ်စပ်တမူးခရိုင်ထဲမှာဆရာနာတိမ်မှု၄နှစ်တာကာလမှာအယက်သားတပ်ဖြတ်ခံရမှု149ခုရှိခဲ့တယ်လို့ Cookie Women Human Rights Organization အဖွဲ့ကပြောပါတယ် Cookie Women Human Rights Organization အဖွဲ့ကအိန္ဒိယမြန်မာနယ်စပ်တမူးခရိုင် Cookie ဒေသကအခြေအနေတွေနဲ့ပတ်သက်ပြီးမေလ၂ရက်နေ့ကထုတ်ပြန်တဲ့လေးလတစ်ကြိမ်အစီရင်ခံစာမှာဖော်ပြထားတာဖြစ်ပါတယ်။ 2021ခုနှစ်ကနေ2025ခုနှစ်ဧပြီလအထိကုကီဒေတာမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုစစ်ကောင်စီလက်အောက်ခံပြုစောထိတပ်ဖွဲ့တွေရဲ့တပ်ဖြတ်မှုနဲ့မြင်းမြုပ်မိုင်းတွေကြောင့်အသက်မပြည့်သေးတဲ့ကလေး14ဦးအမျိုးသမီး36ဦးအမျိုးသား69ဦးသေဆုံးခဲ့ရပြီးအတိမပြည့်နိုင်တဲ့ရုပ်အလောင်း30ရှိခဲ့တယ်လို့အစိုးရခန်းဆောင်မှဖော်ပြထားပါတယ်။ ဒါအပြင်တမှုခန့်အတွင်းခြေရွာပေါင်း16ရွာကအင်ချီပေါင်း2000ကျော်မိရှုဖြစ်စီခံခဲ့ရသလိုဒေသခံပြည်သူ2000ကျော်လည်းဥအိမ်ဆွန့်ခွာစစ်ပေးရှောင်နေရတယ်လို့ဆိုပါတယ်စပိရှောင်းအများစုဟာအိန္ဒိယမြန်မာနယ်စပ်တွေမှာခိုးလုံနေကြရပြီးတချို့မှာလေတော်စိုက်ခင်းတွေမှာနေထိုင်ကြရသလိုတချို့မှာလည်းဒမှုမျိုးပေါ်ကိုအင်္ဂါပြီးနေထိုင်ကြရတယ်လို့သိရပါဗျ။ ရာသီဥတုပူပြင်းမှုကြောင့်တောက်ရည်သုံးရည်ရှာပါပြီးအရေးပြယောဂနဲ့ဝမ်ရှော့ယောဂတွေဖြစ်များနေသလိုအကူအညီတွေလည်းလိုအပ်နေကြတယ်လို့သိရပါတယ်။အိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာခြေဆိုင်တဲ့ချင်းကြောင်နာသမဂ CSU ကနယူးဒေလီမြို့ကဆင်းမြင့်တက္ကသိုလ်ဆယ်ခုနဲ့ပူပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ကိုအောင်မြင်စွာလက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့သိရပါဗျ။မြန်မာနိုင်ငံမှာနိုင်ငံရေးအခြေအနေပုံမှုဆိုးရွားလာတာကြောင့်ပညာဆက်လက်သင်ကြားခွင့်မရတဲ့လူငယ်တွေကမ္ဘာအဆင့်မီ ပညာသင်ယူနိုင်ရေးရည်ရွယ်ချက်ဖြစ်ခုလိုဆောင်ရွက်ရတာဖြစ်တယ်လို့ချင်းချောင်းသားသမဂ္ဂကတာဝန်ရှိသူတဦးကပြောပါတယ်။ချင်းချောင်းသားသမဂ္ဂ CSU ကို1995ခုနှစ်မှာ New Delhi ရောက်ချင်းတက္ကသိုလ်ကျောင်းသားတွေကဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး UNHCR ကအသိမှတ်ပြုထားတဲ့အဆိုအရမဟုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ မဇိုရမ်ပြည်နယ်မှာမူရစ်စေဝါနဲ့ပတ်သက်ဆက်နွယ်မှုရှိတဲ့စစ်ပေးရှောင်း၄ဦးနဲ့သူတို့ရဲ့မိသားစုဝင်အားလုံးကိုနေရမြန်မာနိုင်ငံကိုပြန်သွားကြဖို့မဇိုလူငယ်အသင်းကအတိပေးထုတ်ပြန်ထားတယ်လို့သိရပါတယ်။မေလ၃ရက်နေ့ကချမ်ပိုင်းခရိုင်မူရစ်တပ်ဖွဲ့ကအမျိုးသား၃ဦးနဲ့မြို့သမီး၁ဦးထံကနေပင်ဖြူလေးဟောင်းဖမ်းဆီးရမိခဲ့ပြီးအကျဉ်းထောင်ထဲပို့ဆောင်ခဲ့ပါတယ်။ ဝင်းပြူကြောင့်ဖန်ခံရသူတွေဟာချမ်ပိုင်မျိုးကာနန်ရက်ကွက်မှာမြန်မာနိုင်ငံကနေစပေးရှောင်းအဖြစ်လာရောက်နေထိုင်ကြသူတွေဖြစ်တာကြောင့်ကာနန်ရက်ကွက်မစ်ဆိုးလူငယ်အသင်း YMA ကသူတို့ရက်ကွက်ထဲနေထိုင်ခွင့်မပြုတော့ဘဲသူတို့မိသားစုဝင်တွေကိုပါမြန်မာနိုင်ငံကိုပြန်သွားကြဖို့အတိပေးခဲ့တာဖြစ်ပါတယ်။ရက်ကွက်ထဲကနေမေလ9ရက်နေ့နောက်ဆုံးထားထွက်ခွာပြီးမြန်မာနိုင်ငံကိုပြန်သွားကြဖို့အတိပေးထားတယ်လို့ဘင်းပြူကြောင့်ဖန်ခံရသူတွေလည်းထောင်ကနေထွက်လာတဲ့အခါမြန်မာနိုင်ငံကိုချက်ချင်းပြန်သွားရမယ်လို့ဖော်ပြထားပါတယ်။ အကျံဖက်စကောင်စီကငလျင်ပေးတန်တင်ပြန်လဲထူထောင်ရေးအတွက်ဆိုပြီးအပြစ်ရက်ကာလကိုမေလ6ရက်နေ့ကနေ31ရက်နေ့အထိတလတသန်းတိုးလိုက်ပါတယ်။ငလျင်တန်းကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့ဆိုရယုံ လူနေအိမ်လမ်းပန်းဆက်သွယ်ရေးတွေကိုပြန်လဲတိဆောက်ဖို့နဲ့ပြန်လဲထူထောင်ရေးလုပ်ဖို့အပြစ်ရက်တသန်းတိုးတာဖြစ်တယ်လို့ဆိုပါတယ်။မတ်လ28ရက်ကငလျင်လှုပ်ပြီးတဲ့နောက်မှာစကောင်စီကအခုဒီတကြိမ်နဲ့ဆို ၃ချိန်မြောက်တက်တန်းတိုးရဖြစ်ပါတယ်။ပထမတစ်ချိန်ကိုဧပြီလ၂ရက်ကနေ22ရက်မှာတစ်ချိန်ဒုတိယတစ်ချိန်ကိုဧပြီလ23ရက်ကနေ30ရက်အထိတစ်ချိန်တိုးခဲ့တာဖြစ်ပါတယ်။စကန်စီကအပြည့်ရကြောင်ကျင်းညာနေပေမဲ့တကယ်တမ်းလက်တွေ့မှာမြန်မာနိုင်ငံနေရာအနှံ့လေးချောင်းပုံကျဲတိုက်ခိုက်မှုတွေအရှိန်မြင့်လှုပ်ဆောင်နေသလိုအရက်သားပြည်သူထိခိုက်သိဆုံးမှုတွေလည်းနေ့စဉ်နဲ့အများရှိနေကြတာပါ။ အရက်ဖွဲ့ဖွဲ့စည်းတစ်ခုဖြစ်တဲ့ညလင်းသက်သူတည်သနာအဖွဲ့ရဲ့ထုတ်ပြန်ချက်အရအကြံဖက်စစ်ကောင်စီကဧပြီလ၃လလေးချောင်းတိုက်ခိုက်မှု144ကြိမ်ပြုလုပ်ခဲ့ရာအရက်သား200နှစ်မှတယောက်သေဆုံးပြီးအယောက်300ကျော်ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်ကရင်နေကြဆောင်တက် BGF KNA ရဲ့ကောင်ဆောင်ပုံမှုကြီးစောချစ်သူနဲ့တားနှစ်ဦးစောထူအမှုနဲ့စောချစ်ချစ်ကိုအမေရိကန်ကပိတ်ဆို့ရေးယူလိုက်ပါတယ် အမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားတဲ့ဆိုင်းပါလိမ့်လမှုတွေလူကုန်ကူးမှုတွေနဲ့နယ်စပ်ဖြတ်ကျော်မှောင်ခုမှုတွေကိုထောက်ပံ့ကူညီမှုကြောင့်ပိတ်ဆို့အရေးယူတာဖြစ်တယ်လို့အမေရိကန်မန္တရေးဌာနကထုတ်ပြန်ပါတယ်။ဒီပိတ်ဆို့အရေးယူမှုဟာအမေရိကန်ဒါမှမဟုတ်အမေရိကန်ထိန်းချုပ်မှုအောက်မှာရှိတဲ့သူတို့ပိုင်ဆိုင်မှုတွေနဲ့ပိုင်ဆိုင်မှုအခွင့်အရေးတွေကိုပိတ်ဆို့တာဖြစ်ပါတယ်။သူတို့နဲ့တချို့လုပ်ငန်းတွေဆက်သွယ်ဆောင်ရွက်သူတွေလည်းပိတ်ဆို့ခံရနိုင်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်။ ထိုင်းအထူးစွန်စန်းစစ်ဆေးရေးဌာန DSI ကလည်းဒီနှစ်စံပိုင်ကပုံမှုကြီးစောချစ်သူအပအဝင်ကရင် BGF ထိတ်တန်ကောင်းဆောင်တွေကိုလူကုန်ကူးမှုတန်တရားနဲ့ဖမ်းဝရမ်းထုတ်ဖို့ပြင်ဆင်နေတယ်လို့ပြောခဲ့ပါတယ်။ပုံမှုကြီးစောချစ်သူဟာအာဏာသိမ်းစစ်ကောင်စီရဲ့မဟာမိတ်တဦးဖြစ်ပြီး2023ခုနှစ်ဇန်နဝါရီလမှာစစ်ကောင်ဆောင်မြောင်းလှိုင်ကသူ့ကိုတရီပြန်ချီပွဲ PFP ဂုံပြူခဲ့ပါတယ်။ ကရင်ပြည်နယ်ဖောက်ပွန် KI မှာအကြံဖက်စစ်ကောင်စီတပ်နဲ့ကရဲမျိုးသားလွမြောက်ရေးတမတော် KNLA အမှတ်၅တမဟာတို့ဧပြီလအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာစစ်ကောင်စီတပ်ကပုံမှုအစင်း၂ရောက်အပါအဝင်39ရောက်တေဆုံးခဲ့တယ်လို့ကရဲမျိုးသားစီယုံ KNU ကထုတ်ပြန်ပါတယ်။ဧပြီလ၁ရက်ကနေ30ရက်အထိဖပွန် KI မှာဂျမ်ဖက်စစ်ကောင်စီတပ်နဲ့ KNLA တို့တိုက်ပွဲကြီးတိုက်ပွဲငယ်စုစုပေါင်း139ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNU ကဆိုပါတယ် တိုက်ပွဲတွေအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ကပုံမှုအစ်၂ယောက်တက်ချက်ကြီးအစ်၁ယောက်အပါအဝင်39ယောက်သေဆုံးပြီးဒုတက်ချက်တယောက်အပါအဝင်55ယောက်ထိခိုက်ဒဏ်ရာရှိခဲ့တဲ့အပြင်အဆောက်အဦကိုလုံးထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ် ။ဒါအပြင်စစ်ကောင်စီတပ်ကရတပြည်သူလူထုနေထိုင်ရာခြေရွာတွေအတွင်းလက်နက်ကြီး9ချိန်တိုက်လေရင်နဲ့ဘုံအလုံးကြီး14လုံးကျဲချတိုက်ခတ်ခဲ့တာကြောင့်အပြစ်မဲ့ရတပြည်သူ2ယောက်သေဆုံးခဲ့ရပြီး9ယောက်ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ KNU ကထုတ်ပြန်ပါတယ်။ အချမ်းပစစ်ကောင်စီတရက်လေးချောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့်အရက်သားပြည်သူလူထုလုကန်စားတော့ရနေရာတွေလည်းထိခိုက်ပျက်စီးခဲ့ပြီးပြည်သူလူထုဟာစိုးရင်ထိတ်လန့်မှုများစွာနဲ့အသက်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ကဆိုပါတယ်။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။